ကိုဆွဲလိုက်တဲ့ပုံရယ်ပြီးတော့ရွေးချယ်လိုက်တဲ့လက်သေးစိုက်နေရအရန်အရန်กว่าတော့ကအခုဒီနနက်သီးလေးဆိုလို့ရှင်လည်းဒီမှာဒါလေးဆိုသူ့ရယ်စိုက်နေသူခါလေးနဲ့ဆိုချစ်စရာလေးသူချစ်စရာကောင်းတဲ့ပတ်သားကြီးဒါပေမဲ့အကြီးကြီးချပြချင်းနေဆိုတော့ဒီမှာသလားအဲအဲ့လိုမျိုးပေါ့နော်ဒီမှာဆိုလို့ရှင်ကျတော့သီးလေးနဲ့သူ့ရယ်ပြောသီးနဲ့သူ့ရယ်စိုက်လေးနဲ့ကွက်တူပဲမနော်အဲ့ဒါမှလည်းဒီမှာ လမ်းကြောင်းထည့်မယ်ဆိုလို့ရှင်ကြတော့မိုင်းတို့ကဒီဆုပ်တယ်မှရှိတဲ့ဟာဒီလိုလေးဆန်းဆန်းလေးရင်သွားမယ်เนาะတောက်ကွာလို့ရှင်မှာတမ်းမဖြစ်ဘူးသူ့ရဲ့ဟာကိုအရင်ဆုံးဒီမှာထိတ်ကိုပဲဘဲမှမသွားနဲ့เนาะအဲ့ထိတ်လေးမှပဲနေမှာခဏလောက်နေမယ်သူ့ရဲ့ယူပခြင်းကကြော်ကြလာပြီဆိုတော့မှအဲ့နေရာကိုဖိပြီးတော့မှအောက်ကိုဖွာလိုက်တော့အဲ့ဒါသူ့ရဲ့အမွှာလေးကထိတ်လေးကလုံးလုံးလေးထွက်သွားနေမှာเนาะတင်တင်ပြီးတော့မှဖွာချလိုက်တော့သေးခြင်းသေးလို့ရเนาะအဲ့လို မဖုတ်ပါလေမလို့လို့ရှင်တအရန်အမြင်ကြီးကအရန်ကြည့်ဒီဟာကြီးဖောင်းကြွားရင်လည်းမလိုက်တော့အရန်ရုပ်ဆိုးသွားတယ်တော်နည်းနည်းလေးစိတ်ရှိရှိလေးနဲ့လုပ်ပေးတယ်ဒါကတော့ဒီနေ့တော့ဂျေဝိုင်းမှာပေါ့နော်တင်ပေးဖြစ်တဲ့အသီးဒီဇိုင်းလေးတွေပဲဖြစ်ပါတယ်ဒါဂျေဝိုင်းမှာတင်ပေးဖြစ်တဲ့အသီးလေးတွေပေါ့နော်ဒါဂျေဟိုမှာဟိုဂျေဖောင်းကြွားလေးတွေနဲ့အသီးကြွကြွလေးတင်ပေးဖြစ်တာဖြစ်ပါတယ်ဒါပြီးသွားရင်တို့တို့သင်ခန်းစာလေးတွေတို့လက်သေးပေးမယ်ပြီးသွားရင်တို့တို့ကလေ့ကျင့်ရုံပဲပေါ့နော် အသီးဆုံးလေးတွေဖြစ်ပါတယ်ချစ်စရာကောင်းတယ်เนาะအသီးလေးရအဲ့ဒါနဲ့သူရဲ့လက်ရလေးတွေကတော့ page မှာမြန်တင်ပြပေးတာဖြစ်ပါတယ်ဒီနေ့သက်သင်ခန်းစာလေးပေါ့เนาะဒါ J1 မှာဒီနေ့သက်သင်ခန်းစာလေးဖြစ်ပါတယ်ဟိုပြီးတဲ့ပုံနှောက်လေးရိုက်လိုက်မယ်เนาะ